ဘုံထောင်တိုင်းတော်လန်ရင်မဟုတ်ဘူးကွာ။နာချင်းချင်းမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီ။အိမ်ကဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့တိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လန်ရင်ဖြစ်တော့မှာပေါ့ကွာ။ယောင်ယောင်ဟေးယောအလုံးပဲမင်္ဂလာညနေခင်ပါဒီနေ့အော်တိုဘာလန့်6ရက်နေ့ရဲ့ ညနေပိုင်းညနေခင်းလို့ပြောရမှာပေါ့နော်။ Dreamia ကို login to Shinjin set တော့ဖြစ်ပါတယ်။ပြီးလို့ဆိုရင် note video လေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော် channel ကိုအချင်းပေးပြီးကြီးစုနေတဲ့တုံ့ပြန်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်။ဒါဆိုရင်တော့တတိယလေးတွေဆက်ကြရအောင်။မန္လီတိုင်းမြင့်ချမြုပ်နေတွေအချမ်းပစစ်တက်အထိုင်ချတဆွေထားတော့တမနီစိတ်ယုံကိုတရခွန်မမရှုတ်တိတ်တုံစေလုံးဖြစ်ခိတ်တခိယာအချမ်းပစစ်ကောင်စီစခွေဖတ်မှာစငါကောင်ခွေးတွေဝတ်တီတီဆုံခိကြောင် မင်းချန်ခိုင်တည်ရင်ဟိမတရင်ထုတ်ပြန်ထားပါတယ်အော်တိုဘာလာစကူယန်နေမင်းချမြုပ်နေ၌အချမ်းပစစ်တက်အင်အားနှရာခတ်ဖစ်အထန်ချတဆွေထားတော့တမနီစိတ်ယုံကိုတော်လှန်ရေးတပ်ဖွဲ့များကတရခွန်မမရှုတ်တဲ့ဒုံစေလုံးဖစ်ပစ်ခဲ့တဲ့ခင်ဖြစ်ကြောင်းသိစီရပါတယ် ထူတိတ်ခိတ်မှုအတွင်အချမ်းဖက်စစ်ကောင်စီစစ်ခွေဖက်မှ15ကောင်ခွေတေဝတ်တီတီဆုံးကထိခိတ်ဒဏ်ရာရရှိသူများပြားပြီးတော်လှန်ရေးရေးပေါ်များအထိအခိတ်မရှိပြန်လေဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စေလုံးထဲမှာရှီလုံးကိုပုတ်ကွေးပြီးမှရှီလုံးထဲမှာလေးလုံးကိုထိမှန်ချက်ကောင်းတယ်လို့သိရပါတယ်။ကောင်းလေတဲ့တဲ့နောက်တဲ့တနင်္သာရီတိုင်းလောင်းလုံးမြုပ်နေမောင်းမကန်ရေးစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိတ်ကင်းပိတ်လိုက်ပြီး စစ်ခွေးများထိခိုက်တေဆုံးမှုရှိကလက်နက်ခေယမြလေတင်းစီရရှိခိကြောင်းတိတ်ပွေအတွင်ပါဝင်ခေတော်တော်လှန်ရေးတရင်ရမီကပြောဆိုထားပါတယ်။ယနေ့အောက်တိုဘာလ26ရက်နေ့နာနေပိုင်းတွင်တော်လှန်ရေးတပ်ဖွဲ့များကလောင်းလုံမြုံနေမောင်းမကန်ရေးစခန်းကိုဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။တိတ်ပွေအတွင်အကြံဖက်စစ်ကောင်စီစစ်ခွေးဖက်မှ လေရင်ဖြစ်လာရောက်ပုံကြိတ်တိုက်ခိုက်ခြင်းကြောင်းသိရပါတယ်။ထူထောက်စစ်တပ်ကလေရင်ဖြစ်ပုံကြိတ်ခုခံနေသည့်ကြားမှာ မောင်မကန်ရေးစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိတ်သိမ်းပိတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းအကြံဖက်စစ်ကောင်စီစစ်ခွေးဖက်မှထိခိုက်ဒေဆုံးမှုရှိပြီးရေးစခန်းအတွင်းရှိလက်နက်ကြီးများလေးတင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။ကောင်းလေးတဲ့တတင်းနောက်တင်းအော်တိုဘာလ26ရက်နေ့တွင်မကွေတိုင်းတရက်ခရိုင်မင်းတုံမြို့အဝင်းလမ်းပေါ်တွင်ခရီးသည်ကားများကို စစ်ကြေကောက်ရန်ထွက်လာသောရဲနှကောင်ကိုပိတ်ခတ်ခံရ၍တေဆုံပြီးလက်နက်နဲ့လက်နက်ကြီးစံများရရှိကြောင်းအမတ်တီစစ်ဒေတာဘီတုကာကွေရဲ့တပ်မတော်တရက်ခရိုင်အမတ်လေးတည်းမှတရင်ထုတ်ပြန်ထားပါတယ်။ကောင်းလေးတဲ့တည်နောက်တည် အောက်တိုဘာလ25ရက်နေ့တွင်ပခူတိုင်းတာယာဝတီခရိုင်အောက်ဖူမြို့နယ်ပလာအောက်စုရဲ့အောက်ချုပ်ရင်ဖူးဟာစစ်တပ်ကကျင်းပမဲ့အတူရောင်ရွက်ကောက်ပွဲမှာမိထစ်ဖူပြည်သူတွေကိုဖိအားပေးတာတွေလှုံ့ဆော်နေတာကြောင့်ပိကရှင်လင်ခေတဲ့လို့တာယာဝတီခရိုင်တည်ရင်3000စီရနှစ်တက်ခွေလေမိအုပ်ပြုတ်ချက်တဖွင့်အောက်ဖူကတည်ရင်ထုတ်ပြန်ထားပါတယ်ပခူတိုင်းတာယာဝတီခရိုင်မှာလဲအောက်ချုပ်ရင်မှုတွေညအိမ်မှုတွေအတိများတာနော် မြန်မာပြည်မှာအောက်ချုပ်ရေးမှုတွေရယင်းမှုတွေအတိအများဆုံးနေရာကအောက်ဖူမြောက်နေဖြစ်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်။ဒါများပဲ။ဒါအာရရှာကောင်းတဲ့တာယာဝတီခိုင်တိတ်ရင်တုံးထ400တခွေတီကနဲ့တခွေလေးတခွေငါတခွေချောက်အကုန်လုံးပေါ့ကွာ။အာရတယ်။ကောင်းလေတဲ့တတင်းနောက်တင်း။ပီတူစီဆောင်ပါတီပြီတုံးလုံးပါတီအောက်ကထဒိုတက်တခိုင်အပါဝီစီစချောက်ကောင်းကိုကိုစလီလုံးစရင်ကနဲ့ပြဖြစ်လိုက်တယ်လို့ စစ်တပ်ဩဇာခံပြီးထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောဆိုထားပါတယ်အကုန်လုံးဖြုတ်ရင်အေးတာပေါ့ကွာကောင်းလိုက်တဲ့တည်တင်းတော့တည်တင်းအရှိတောင်တိုင်းစစ်ဌာနချုပ်လက်အုပ်ခံတန်ဖြိုစကြအခြေစိတ်အမှတ်လေးတန်မီစစ်တင်တန်ကြောင့်ကနေစစ်တင်တန်တပ်ဖို့ငင်းစံတဲ့လူငယ်ငါးယောက်ကိုထိတ်တုံးခတ်ထားပြီးစစ်တင်တန်ရအောင်တက်ခိုင်းတယ်လို့မြို့ကန်တွေစီကသိရှိရပါတယ်လူမှုကွန်ရက်စာမျက်နှာမှာအောက်တိုဘာ22ရက်စစ်မှုထမ်းတက်တာတိမြန်နေထိုင်ရာ ဘတ်တိုက်အတွင်းမှာလူငယ်၅ယောက်ကိုထိတ်တုံးခတ်ထားပြီးကျန်တဲ့လူငယ်တွေကစောင့်ကြည့်နေတဲ့ဗီဒီယိုဖိုင်တစ်ခုပြန်နှက်လာရာ အစူပါတီနေရာမှာတံဖြိုစရက်အခြေစိုက်တကကလေစစ်တင်တန်းချံဖြစ်တယ်လို့မြို့ခံတယောက်ကပြောပါတယ်ပိုတာဆွေးလာတဲ့ကလေးတွေကိုတကကလေးကပြီးမှဆုလို့ထိတ်တုံးခတ်ထားပြီးတင်တန်းမရရအောင်တခိုင်းတာအေးတာတကလူတယောက်ကရိတ်ပြီးတင်လိုက်တာကနအိုးတင်တဲ့သူကဖြတ်သွားပြီး အဲ့ဒီဗီဒီယိုဖာကပြတ်သွားတာဖြစ်စဉ်27ရက်နှစ်ဖြစ်တာအပစင်တဆရှိအတွက်အချာနေရကဖန်လာတဲ့ကလေးတွေဖြစ်တယ်လို့သိရှိရပါတယ်စင်ဖို့ထန်အပစင်တဆရှိအတွက်အရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံစစ်တင်တန်းလေးချောင်းကအောက်တိုဘာဆရှိကနဲ့27ရက်အတွင်းလူတိစုဆောင်ကတင်တန်းချောင်းတွေကိုပုခေတာလို့အောက်ချုပ်ရေးနဲ့နီးစက်တဲ့တည်င်းရှိမိကပြောဆိုထားပါတယ်အဲ့ဒီဗီဒီယိုကိုဒီနေ့ပိုင်းမှာကျွန်တော်မြင်လိုက်ရသေးတယ် တပုန်ကာရကျွန်တော်ခါပါလောက်ထားတယ်ရစ်ဆက်လိုက်တာကွာအကောင့်တွေတနေ့ကြခံမှာပဲနောက်ဆုံးတရင်ကာရတူတူလေးပြုတ်ပြမယ်ဒီနေ့အောက်တိုဘာ26ရက်နေ့တွင်အာဆီယံအစည်းအဝေးစနေပြီးလို့သိရှိရပါတယ်ဒိုနယ်ထရမ့်လည်းအာဆီယံအစည်းအဝေးမှာရောက်နေပြီးလို့သိရှိရပါတယ်မြန်မာအရေးအတွက်ဘာတွေဆုံးဖြတ်မလဲဘာတွေဆွေးနွေးမလဲစိတ်ဝင်စားချက်တအားကောင်းပါတယ်မနေ့ဖန်လို့ဆိုရင်တော့အဖြစ်တစ်ခုနှစ်ခုလောက်တော့ထွက်လောက်ပြီပေါ့နော်ကျွန်တော်တို့တော်လှန်ရေးအတွက်ရလကောင်းတွေထွက်ပါစေလို့ဆုတောင်းကြရအောင် အောက်တိုဘာ26ရက်နေ့ရန်ညနေပိုင်းအထူးတင်ကားတော့ဒီလောက်ပါပဲကေဒါဆွန်တော့ကျွန်တော်တို့ပထမဆုံးရေးမေကင်းကင်းဝေးဖက်ပေးတဲ့စာလေးကိုချက်လောက်နှာစင်ကြည့်အောင်။ဒီဘုံကျဲခံရတို့တည်သွားတဲ့အကြောင်းလူအကြောင်းသားတွေနဲ့ဆရာဆရာမတွေအတွက်ရည်ရွယ်ပြီးတော့ဒီစာလေးကိုဖတ်ပြပါမယ်။နားထောင်ပြီးကြပါအောင်ရှင်။ဂုံဒူးထွက်ကြသူများကြောင်ကလေးကမွတ်စာကြည့်။သွေးရည်တပွက်ပွက်ချခေါင်းမပါကိုမပါချေပြက်လက်ပြက် ဥအခွေလိုက်လောင်းမြားကဟိုတစားဒီတစားစာမွေးပွဲအခန်းနဘီဆီယာမာလီကတန်ယာဘလဘွားနဲ့ပြောတယ်ငါတပည့်တို့ပညာသင်လို့ဘုံကျဲတက်ခင်ရတဲ့ဒီနိုင်ငံပြဆက်မှာမင်းတို့ဂုံတူးထွက်ကြပါတယ်မိုးသွင်းလို့73ရက်9လ2025အများကြီးတော့မလို့စိုးရင်းနဲ့တော့မှမြိတ်ကြတယ် ဒါကောင်းပါလေကွာဒါစိတ်ထိတယ်နော်အဲ့လိုမျိုးစာသားလေးတွေ2မိနစ်လောက်နားထောင်ကြည့်ရင်တော့ဘတူမစူဝန်းနေမှာပဲကျေးဇူးပါတယ်ညီမလေးကေဒါဆွင်တော့နောက်ဗီဒီယိုထောင်ထဲကမြင်တတ်မှုများတစ်ချက်လောက်နားဆင်ကြည့်အောင်ထောင်ဝရှိစစ်အနာသိမ့်ပြီးနောက်ပိုင်းမှာလေထောင်လိုင်းဖန်စီပြီးနှိမ့်ဆက်လို့တည်ဆုံးတဲ့သူနဲ့ထောင်ထဲမှာစေကူတာခွင့်မရလို့တည်ဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားတွေ200ခန့်ရှိပါတယ်တည်ဆုံးသွားတဲ့သူတွေထဲမှာအထင်ကြီးဖြစ်တဲ့နိုင်ငံရေးသမားတွေ အသိပညာအတတ်ပညာရှင်တွေနဲ့စာရေးဆရာတွေလည်းပါပါတယ်သူတို့ထဲမှာထောက်လန်းရေးနဲ့ရေးကြည်ရင်စစ်ကြောရေးမှာပထမဆုံးတည်ဆုံးခဲ့သူကတော့ရန်ကုန်စိတ်ကျမ်းမြို့နယ်မဲဆန္ဒနယ်ကရွေးခံရတဲ့ဦးမောင်ကိုပါသူကိုဖမ်းပြီးသုံးဖက်အကြမ်းမှာတည်ဆုံးခဲ့တာပါထောက်လန်းရေးကတော့သူကိုသူတတ်သေးတယ်လို့ပြောပါတယ်ဒေါ်ဆန်းစုကြည်ကလည်း letters from burma ဆိုတဲ့သူ့ရဲ့စာအုပ်ထဲမှာဦးမောင်ကိုရဲ့အလောင်းကိုပြန်ရတဲ့အခါမှာရိုင်းနှက်နှိပ်စက်ထားတဲ့တံရရီတွေ့ရတယ်လို့ သူ့မိသားစုကိုကိုးကားပြီးရေးခဲ့ပါတယ်အဲဒီစာအုပ်ထဲမှာ1961ဝင်းကျင်ထောင်ထဲမှာတစ်ဆုံးခဲ့တဲ့သူတချို့ဖြစ်တဲ့ဇာရေးဆရာမောင်တော်က NLD ပါတီကနေရွေးကောက်ပွဲအနိုင်ရခဲ့ကြတဲ့ကကိုကျွန်းလွတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ဦးလာတန်းခဲမျိုးနဲ့လွတ်တော်ကိုယ်စားလှယ်ဦးတမောင်ဝင်းတို့အကြောင်းလဲပါပါတယ်ဦးတမောင်ဝင်းရဲ့ရေးကြီးရိုင်းမှာတလားကြအစစ်စေးခံရပြီးအင်းစိန်ထောင်ကိုအပိုးခံခဲ့ရပါတယ်ထောင်ထဲရောက်ပြီးလာပိုင်းအတွင်းမှာပဲတည်ဆုံးခဲ့ပါ အနာပိုင်တွေကတွေးကင်စာနဲ့တည်ဆုံးခဲ့တယ်လို့ပြောပါတယ်သူစာအုပ်ထဲမှာတော့ဆန်းစုကြည်ကဥဒမောင်ဝင်းအဖမ်းမခံရခင်မှာအဲ့လိုယောဂလက္ခဏာမျိုးမရှိခဲ့ဘူးလို့ရေးသားခဲ့ပြီးသူတည်ဆုံးတာဟာအနာပိုင်တွေရဲ့စေကုသကွင့်တေချာမပေးတာကြောင့်ဖြစ်တယ်လို့ရေးခဲ့ပါဒီနေရာမှာထောင်ထဲမှာနိုင်ငံရေးကျင်းသားတွေစေကုသကိုရဖို့ကိုဆုံးဖြတ်တာထောင်အနာပိုင်တွေနဲ့ထောင်ဆောင်နေမဟုတ်ပါဘူးထောင်မှာတာဝန်ကျတဲ့ထောက်လန်းရေးတွေကဆုံးဖြတ်တာ တို့ရဲ့ခွင့်ပြုချက်မရရင်အပြင်ဆေးရုံနေနေတာတာထောင်ဆေးရုံတော့တက်ခွင့်မရပါဘူး။ဒါကြောင့်ထောင်ထဲမှာဆေးကုသခွင့်မရပဲတည်ဆုံးရတဲ့နိုင်ငံအကျဉ်းသားတွေဟာထောက်လန်းရေးတွေကြောင်းပါပဲ။ကိုရွေအနေနဲ့ဆိုကျွန်တော်အဖမ်းခံရတဲ့ထောင်က97နောက်ပိုင်းမှာကျွန်တော်ရဲ့အင်းစိန်တီးသန့်ထောင်မှာနေရင်ထောင်က94မှာဆုံးပါခဲ့တဲ့ဦးထွန်းစိန်ကိုရွေအနေနဲ့ဆိုကျွန်တော်အဖမ်းခံရတဲ့ထောင်က97နောက်ပိုင်းမှာကျွန်တော်ရဲ့အင်းစိန်တီးသန့်ထောင်မှာနေရင် 1994မှာစုံပါခဲ့တဲ့ဦးထွန်းစိန်သူကဗိုလ်ချုပ်နေဝင်ရဲ့မဆလခင်မှာနိုင်ငံရေးသမားအနေနဲ့ကိုကိုကျွန်းမှာကျွန်းချခဲ့တဲ့အတွက်ကျွန်တော်တို့ကသူ့ကိုကျွန်းမြန်ကြီးဦးထွန်းစိန်လို့ခေါ်ပါတယ်နောက်တစ်ယောက်ကပြည်မြို့ပြည်သူတိုးတက်ရေးပါတီကဦးကွင်းစိန်မှာသူလဲကျွန်တော်တို့တီးတန်းထောင်မှာနာမကျန်းတာအတော်ကြာပြီးတေလူမျိုးပါဖြစ်ချင်ကြမှာအပြင်ဆေးရုံကိုပို့ခံရပြီရပိုင်းတွင်ဆုံးမခဲ့ပါမသေးခင်လေးမှာပဲထောက်လန်းရေးတွေရောက်လာပြီစကောင်းဆောင်တွေ ဒီနေ့ခေတ်မှာလုံနေတဲ့အတိုင်းသူ့ကိုလှုပ်ပေးခဲ့ပါဒီဘက်ခေတ်2021အာနာသိမ်းပြီးနောက်ပိုင်းမှာလဲကင်ဆာရောဂါခံစားနေရတဲ့ဒေါက်တာဇော်မြင့်မောင် NLD လျှက်စစ်နဲ့စွမ်းရည်ဝင်ကြီးဦးဝင်းခိုင်ဒါရိုက်တာဖေမောင်စိန်းတို့လည်းစေကူတာခွင့်တေချာမရပဲဒီဆုံးငန်းဒီမှာထောင်ကနေလှုပ်ပေးခံခဲ့ရပါတယ်ဒါကတော့ထောင်လန်းရဲ့ထောင်ထဲမှာမြင့်ဆက်တဲ့ရက်ဆက်ပုံရက်ဆက်နည်းတွေပါဒါကသူတို့စစ်ကောင်စီရဲ့ policy ကို ထောင်လန်းရဲ့အကောင့်ထဲပေါ်ပေးတာပါ တနေ့ကြက်ဒီစစ်ခွေးတဲ့အကုံလုံးခံမှာကျွန်တော်တို့ခေါင်းဆောင်တို့ရဲ့အတွက်ပေါ့ကွာကေဒါဆွင်တော့နောက်ဗီဒီယိုမူချီနေမျိုးချင်းတစ်ချက်တော့နားဆင်ကြည့်အောင်ဒီကနေ့စိတ်လောက်တုန်းကကျွန်တော်စတက္ကသိုလ်မှာပညာသင်စဉ်ကသင်ခဲ့ဘူးတဲ့မခီယာဗယ်လီရဲ့ The Prisoner ဆိုတဲ့အကြောင်းလေးကိုတွားစာတိုက်နေနေကျွန်တော်ပြန်စဉ်းစားနေမိပါတယ်အာကိုအကျိုးစီးပွားတာအဓိကစစ်အနိုင်တရေးတာအဓိကအာဏာရေးတာအဓိကဘု து ဘု து အကျိုးဟိုဘယ်လူရဲ့လူများစုရဲ့ အကျိုးမှာထည့်သွင်းစမ်းသပ်ရမလို့ဘူးဆိုတော့ the princess ထဲက concept လေးတွေပေါ့ကျွန်တော်ပြန်တွေးနေရင်ကျွန်တော်သာကိုချင်းစာစိတ်တွေကို neglect လုပ်လိုက်မယ်လိလူရှုခဲ့မယ်ဆိုရင် ကျွန်တော်သာကိုအကျိုးသာအဓိကငါအာနာရရှိရင်းနဲ့ငါမိသားစုကောင်းစားရေးသာအဓိကဆိုတော့ဝါရကိုကင်ဆယ်ခဲ့မယ်ဆိုရင်ကျွန်တော်သာဆရာနာရှင်ဘုရုတီမျက်နှာလူမျက်နှာရမျက်နှာရှုပ်တွေးပြီးတော့တခင်အာရကျွန်ဘာဝလုတ်ပြတ်တတ်ခဲ့မယ်ဆိုရင် ခေလူလိုက်ခေကြိုက်ကိုဆောင်ခေရည်စည်းတိုင်းကျွန်တော် မာနတွေမထားဘဲနဲ့ခြေတုပ်ပစိုးမှုမွေဆွဲကျိုးပေါ့ဆရာနာရှင်ကြီးရဲ့တကိုးကြွအောင်ကျူးစားပြခဲ့မယ်ဆိုရင်ကျွန်တော်ဆိုရင်ခုချင်ဟာအစ်စ်ဘူချုပ် level နော် major general general level seniority senior rank ဖြစ်ခဲ့ဖြစ်နေမှာပေါ့ဒါပေမဲ့ခုချင်မှာတော့ကျွန်တော်ဟာလေးပြလုံနဲ့ပြည်သူစစ်သားတယောက်ဖြစ်ပြည်သူဂျူစီဘောက်ကိုပဲအများအားဥတည်ထားပြီးပြည်သူဒီရဲ့လွတ်လပ်ခွင့်ကိုကာကွယ်ဆောက်ရှောက်ပေးလို့တဲ့စစ်သားတယောက်ဖြစ်စိတ်ထဲမှာအမြဲစစ်စီပေါ့အကျင့်ကြံရင်းနဲ့ ခုလိုဘဝနေရတော့လဲပြောပါတယ်ခုလိုမျိုးရိုးကိုရိုးရိုးကုတ်ကုတ်နဲ့လုံးလုံးနေရပြီမဲ့ကိုကိုကိုဂျင်းနဲ့ကုန်ပြီးပါတယ်အဲဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်စိတ်ထဲမှာအများတန်းတွေးဆခဲ့တယ်လို့ပါပဲပြောခဲ့ဘူးတို့ပါပဲကွယ်ကွယ်လုံးနဲ့နောက်ဆုံးချိန်ထိကိုပြည်သူအကျိုးကိုပြုရင်းပဲသွားကြင်ပါတယ်ဒီမနေ့ပဲကိုစင်ဝိုင်းကျွန်တော်လေးစားတဲ့လူပညာရှင်ဦးစင်ဝိုင်းတင်ထားတဲ့ post လေးဖတ်လိုက်ရတယ်သူအားတဲ့မနေ့တော့ကပဲ state စင်မြင့်ဆက်မှာတရှင်းဆိုရင်နဲ့နှလုံးရောဂါ ကွယ်လွန်သွားခဲ့တဲ့အဆိုတော်လူငယ်လေးပေါ့တဲ30ကျော်ပဲရှိသေးတယ်40တော့မပြည့်သေးဘူးလူငယ်လေးလိုပဲတဲ့လူပညာရှင်ဖြစ်သူကိုယ်တိုင်လည်းပဲကင်မရာတွေမီထိုးမှန်ထိုးရှိမှာပဲတိ ਉ ဆော်ရင်သူ့ရဲ့ဘဝနောက်ဆုံးချိန်ကွယ်လွန်ခြင်းတယ်လို့သူရေးထားတယ်တွေ့ပါတယ်သူနည်းစွာပဲကျွန်တော်လည်းပဲပြည်သူစစ်သားဆိုတဲ့စိတ်ထားကိုခံကြည်စာမွေးမြူထားတဲ့လူတယောက်အနေနဲ့ပြည်သူအကျိုးစီးပွားကိုကာကွယ်ရင်ပြည်သူအကျိုးကိုထမ်းဆောင်ရင်ကြားတင်လာတဲ့ခြေနေမှာပေးရလာတဲ့တာဝန်ကိုကြည်ပွင့်စွာထမ်းဆောင်ရင်ဘဝနောက်ဆုံးချိန်ကိုကွယ်လွန်ခြင်းပါတယ်။ဘာဖြစ်ဖြစ် လူလောကမှာလူလာဖြစ်ပြီးတော့မှလူပြီးသားသာအသက်ရှင်ပြီးလူဘဝတန်ဖိုးကိုအကောင်းဆုံးအဲအသုံးချနိုင်ခဲ့တဲ့ဖိုးတန်လူသားတယောက်ဖြစ်အောင်တတ်နိုင်ဆုံးစူးစမ်းပါဖို့ပိုင်ဖြတ်ပါတယ်ဒီလူသားပဲတငယ်ချင်းတွေလက်ရှိမင်းအောင်လိုင်းရဲ့ဖက်စစ်တပ်ထဲမှာရလိမ့်နေလို့ဟုတ်လိမ့်နေလို့အလုပ်လုပ်နေကြတဲ့လူတွေကိုကျွန်တော်ကိုလိပ်ပြကိုလုံပါစေကိုတိတ်ခကိုယုံပါစေကိုစုနေတဲ့တစ္ဆာကိုပီတာပါစေလို့အမှားစကားပြုခြင်းတယ်ဒီလူသားပဲဒီအပိုင်းတည်င်းတက်လာတဲ့ တူရောင်ရွေးကောက်ပွဲမှန်တိပါရဲနဲ့ဖက်စစ်အာဏာရှင်စနစ်ကိုအသက်ဆိုးသွင်းဖို့ကြိုးစားလာတဲ့ရှမ်အီလက်ရှင်မန်တိပါရဲနဲ့အဲဝင်ပြိုင်ဝင်လုဖို့ကြိုးစားနေတဲ့လူအတ္တငိုပါငါဖို့သမားကြီးတွေကဖြုတ်ထုတ်ဖယ်ရှားခံလိုက်ရတဲ့တသက်ခိုင်လို့ပေါ့ဥမာပေါ့ပုဂ္ဂိုလ်မျိုးတွေကိုပြောချင်တာကတော့နေကြဘန်းတော်မှหนีถั่วတဲ့အရက်ကိုတိပြီးအများနဲ့หนีถั่วတဲ့အရက်ကိုမျက်နှာမူလိုက်လေခုကျွန်တော်တို့စိုက်ထားတဲ့ဖယုံတို့ဘူးတို့ဆိုရဲအညွန့်လေးတွေဟာအရှိတ်ဘက်ကိုပဲဥတီပြီးတော့ သူတို့ရဲ့အညွန့်လေးတလူလူနဲ့တွားပြီးတော့နေအောင်ကြီးကိုဖမ်းဆုပ်ကိုကြိုးစားကြတယ်။တက်မဲ့တယ်ဆိုတော့တက်စီလို့တက်မပြောနိုင်တဲ့တစ်ပင်တော်မှနေထွက်ရအရှိရနေရှိတဲ့အရေးအလင်းရောင်ကိုဥတီတိနိုင်သေးရဲ့။ခင်ဗျားတို့ပညာတတ်တွေဒေါက်တာဘွဲတွေယူထားတဲ့ပုံကိုယ်တွေဟာဘာကြောင့်နေကြာဘင်းလောက်လေးတောင်မှအမှန်တရားကိုမသိနိုင်တာလဲပေါ့။အနောက်ကိုမျက်နှာမူတဲ့နေကြာလိုလူတွေအတွက်ကျွန်တော်တို့ဝမ်းနဲ့ပူဆေးစရာအကြောင်းမရှိဘူး။ဖက်စစ်အာနာရှင်စနစ်ကိုအဟုတ်ထင်ပြီး ြည်သူကိုဖိနှိပ်ရက်ဆက်ဖို့ကြိုးစားကြတဲ့သူတွေအတွက်ကျွန်တော်တို့ဝမ်းနဲ့ပူဆေးစရာအကြောင်းမရှိဘူး။ဒီကြတော့ကျွန်တော်တို့မကြခင်မှာနိုင်ငံတော်တစ်ကိုတည်ထောင်အောင်ဖြစ်တယ်။အဲ့တော့နိုင်ငံတော်တစ်တည်ထောင်တဲ့ခါမှာအားလုံးက0ကစကြမှာဖြစ်တဲ့တကြောင်အခြေခံအနေထားတွေကနေပြန်လည်ရုံထကြိုးစားနိုင်တဲ့စမကားတွေလူတိုင်းမှာရှိကြဖို့လိုတယ်ဆိုတဲ့အကြောင်းလေးကိုနောက်မဆုတ်တမ်းမောင်ကန်ချွန်ဆိုတဲ့အာစီလေးနဲ့ပြလိုက်ချင်တယ်။အာရှိရှာကောင်းပါတယ်နော်။မူချင်းနေမျိုးရဲ့အပေးစကားတွေကသူကဂရီနီဖက်မှာခုအချိန်မှာတဝန်တစ်ခုထမ်းဆောင်နေပါတယ်။ အခုလည်းသူအလောက်လောက်နေတုန်းဖြစ်ပါတယ်အလောက်လောက်နေတုန်းမှဒီဗီဒီယိုတစ်ခုလည်းရိုက်ထားတာဖြစ်ပါတယ် Gator Swing Dot Now Video ဖတ်ခွဆာဘောမဗီဒီယိုတွေတစ်ချက်လောက်နားဆင်ကြည့်အောင်ဟေးတောင်းကြောင်းကြောင်းသွားနေရလားအကြောင်းထွက်ကြောင်းထွက်စရာလားဟဲ့အကောင်လည်းအကောင်ဘယ်သူလဲမမေးကလေးတွေကိုစာတင်ပေးခြင်းလုံးလို့ဆရာမထောင်ကျင်းစားလာခဲ့ကြရတယ်ဘွေးကောင်းလောက်ရမှာဒီကောင်တွေဒါပေမဲ့ဆရာမတို့ကြောင်းမှာရောကြောင်းထွက်သွားတဲ့ဆရာဆရာမရှိဘူးခေါင်းနဲ့နာမည်မသိဘူးရှိတာပေါ့ဒါပေမဲ့အဆင်မပြေကြဘူးမြင်မြတ်လား ကျောင်းဆရာမဆိုရဲစိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုရဲစိတ်နဲ့ပဲကျောင်းကိုပြန်ရလာကြတာဘုန်းဝင်လေးလင်းပြောရရင်အပြောင်းလဲခဏတာမှာစိတ်ရိုင်းသွားတဲ့သဘောမျိုးပေါ့ကျွန်တော်ပြောသလိုပါပဲခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာတပါးတွေအားလုံးကအတူတူပါပဲပြီးတော့စားဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါဒီလိုစည်ရုံးပြကြတယ် เยเยเยအဆင်ပြေပါတယ်ဆီယမ်မဆိုတော့ဆီယမ်မလို့လောက်ရမှာပေါ့အရာရာနိုင်ငံရေးနဲ့ပတ်သက်နေရဲဆိုပေမဲ့သူကန္တာနဲ့တူပဲလေကျုံတို့ခါလဲဝင်ပြောအောင်မယ်မတို့လို့ဆီယမ်ဝန်တယောက်ကိုဟမ်ဆေးမကူနဲ့လို့လာတာတိုင်းဟမ်မတို့စီဆေးလာကူတဲ့လူနာတွေကိုမတို့ကဒီတိုင်းပြစ်ထားပဲလို့မရဘူးအဲ့လိုပြစ်ထားပဲလို့ရှိရင်မတို့ဆေးကြောင်းတော့ဆူခဲ့တဲ့တစ္ဆာစရာပတ်သက်ရနေပြီနော်ဒီဖာနေတူမေလို့ တကယ်တော့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမခွဲကြပဲနဲ့ဒုနာမှန်တမယောက်ကိုစေကုပေးရမှာဒီငါတို့ဆရာဝန်တွေအားလုံးတောင်းနေတယ်တောင်းမတူလဲမှန်တာပေါ့အမှုပညာဆိုဖိတ်တော်ဆောက်ရမြင်ရတယ်နော်လောက်ရမှာပဲအဲအဲ့လိုပဲအတတ်ပညာသမားလည်းအတတ်ပညာအလုပ်ကိုလောက်ရမှာပဲအဲအဲ့ဒါမှကိုယ်တိထားတတ်ထားတဲ့ပညာတွေနဲ့ဥဆောင်လမ်းပြလို့ရမှာပေါ့ကျွန်တော်တော့ဗျာ ီတိုင်းတစ်ပွားကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးရေကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာနတ်ချင်းချင်းမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့တိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာအားအားတွေကတော့မသိဘူးဘာလို့ကတော့ဘာလို့လုပ်အောင်ထုတ်မှာအခုလဲမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုဘာလို့ကမရရောက်ခဲ့ အဲ့တော့လည်းရေးပဲဖြစ်ပြဲလို့မလုပ်ဘူးရွေးကောက်ပွဲဖြစ်မှမင်းတို့လူချင်းနဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့စာမေလို့တကြည်ပြီးမှဟုတ်ကဲ့မင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်တက်ကြည့်ပြီးမှအတိငယ်မရှိတဲ့ခွေးမှသားအကောင်ကကျွန်တော်ဝင်ဖို့ရအရင်ကလည်းစစ်ခွေးထောက်ခံတဲ့လူအခုထိလည်းထောက်ခံနေတော့ပဲမေလိုဘင်းတတိထားဒီငယ်တော့နေနေကြက်မြေကွာ မိတ်ရိုင်းတွိုင်းခုလှချက်စစ်ခွေပေါ်မှာတို့နဲ့စစ်ခွေတွေအတွက်မိတ်ရိုင်းတယ်လို့သတ်မှတ်ပေးကြပါနေတိုးမေလိုရခိုင်ပြည်မှာရခိုင်ပြည်သူတွေမြတ်ချီတည်တယ်မင်းတွေ့ရမလားအချင်းကလည်းတုံးချောင်းထောင်ပြီးမှာအခုချိန်မှာမင်းကပပကဒူးလိုက်ဘိုးမနေတော့ပဲပေါ့ဟုတ်လားမေလိုမင်းတရီထားနေတူကိုအားပေးတဲ့သူငယ်ချင်းတွေဒီနေ့ကနဲ့စပြီးမှာအားမပေးကြပါနဲ့တော်လို့ဒီကနဲ့တောင်းဆိုချင်ပါတယ်ခွေးမာတာမိမြတ်မင်းလက်ထတူပဲမင်းကိုကြည့်နေတာကြာပြီမင်းတို့ငယ်ချင်းတွေကိုလည်းဂိုင်းစတာတွေကြည့်ပဲ မိမက်ကိုအားပေးတဲ့တုံငယ်ချင်းတွေဒီနေ့ကစပြီးအားမပေးချနေတော့လို့ဒီကနေ့တောင်းဆိုချင်ပါတယ်။တချက်လေးကောင်ကတော့နာမည်မသိဘူး။အကုန်လုံးပြောင်းပြီးကွာချုပ်ပြီးမှမင်းတို့ကတကိတတော်စားတွေမြန်မာပြည်တွင်းမှာရှိတဲ့အသက်၃နှစ်ကနေတရာကျော်အဖူးရဲ့အထိသူတို့ရဲ့သွေးတွေကိုမင်းတို့ကစောက်နေတာ။အခုမင်းတို့လောက်ရက်တွေကိုဖန်တယ်လို့မင်းတို့ထင်ကြတာလား။မင်းအေးလိုလီးပေးရမယ်အကုန်လုံး။မင်းတို့ကဘာပညာမှမရှိဘူး။ဘာအသိပညာမှလည်းမရှိဘူး။ မင်းတို့ကောင်တွေကအမှုပညာမလောက်ရင်လဲဘာမှလောက်စားလို့မတက်တက်ကောင်မျိုးတွေခွေးတွေခွေးမသားတွေပြည်သူမျက်နှာကိုမကြည့်ပဲနဲ့လောက်ရဲကြတယ်ကွာခွေးမသားတွေဒီနေ့ကနဲ့မင်းတို့ပြိတက်တွေရော့ကြတော့မယ်ဆိုတာကိုမင်းတို့မမြင်နဲ့မင်းတို့အားပေးနေတဲ့ကောင်ကလူတက်သမားတွေမင်းတို့လည်းအခုချိန်ကစပြီးလူတက်သမားတွေဖြစ်နေကြပြီဆိုတာကိုမင်းတို့မမြင်နဲ့ခွေးမျိုးတွေအောက်တန်းစားတွေမင်းတို့ဦးနှောက်ထေးမှာလည်းချီပဲရှိတယ်မြန်မြန်ရှေ့ပေးကြပါ ဟုတ်ကဲ့ပါတမင်ကျွန်တော်ဒီနေ့ညတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time